မင်္ဂလာပါစည်ရင်ပညာရဲ့အရေးပါပုံပိုင်းစနစ်ဒီအပိုင်းစနစ်မှာဒီစည်ရင်တွေရေးဆွဲတဲ့အခါမှာလိုက်နာကျင့်တုံးရတဲ့စည်ရင်စီကံတွေဟောဘယ်သူတွေထိန်းပြီးတော့ဘယ်သူတွေတတ်မှတ်ပေးလဲဆိုတော့ကိုဒီနေ့ကျွန်တော်တည်တလို့မျှဝေပေးမယ်အရင်တော့ပြောပူးတဲ့အတိုင်းပဲကမ္ဘာမှာပညာရေးစနစ်က UK နဲ့ US အတိုင်းပဲစည်ရင်စီကံတော်တော်များများက UK နဲ့ US ကအဓိက main ဖြစ်တယ်ဒီနောက်ပိုင်းတော့ အာရဗ်တွေကတိုးတက်လာတဲ့အခါမှာ LCCI level 4 level 5တွေမှာဆိုရင် Islamist banking ဆိုပြီးတော့တတ်တတ်ပညာဘာသာရပ်တွေပါလေ့လာရပြီပေါ့နော်ဒါပေမဲ့အဓိကကတော့ US နဲ့ UK UK ဆိုတဲ့အင်္ဂလန်ကနေသူတို့ဒုတိယကမ္ဘာစစ်တုန်းကကိုလိုနီပြုတ်ခဲ့တဲ့နိုင်ငံတော်တော်များများမှာသူတို့ဆွဲပေးထားတဲ့ဖွဲ့စည်းပေါ်ခြေကဥပဒေတွေသူတို့ဆွဲပေးထားတဲ့သူတို့လုပ်ပေးထားတဲ့စီမင်းစည်းကမ်းတွေကိုသူတို့ နိုင်ငံတွေကနေတောက်လျှောက်ကျင့်သုံးပြီးတော့လောတလို့ပဲနည်းနည်းပပပြောသူတို့နဲ့တင့်တော့ပြန်ပြီးတော့အချင်းအခါလျောက်ပေါ့နော်ပြန်ပြင်လာတော့ရှိတယ်အဲ့တိုင်းပဲစရင်မှာလဲ UK မှာဆိုရင်သူတို့က IFRS ဆိုပြီးတော့ International Financial Reporting Standards ဆိုပြီးတော့အဖွဲ့ရှိတယ်အဲ့ဒီအဖွဲ့ကနေစရင်တွေကိုပဲလို့မျိုးလောက်ရမယ်ဘာတွေရမယ်ဆိုတာတွေအစသူတို့ကစင်စစ်ကနေ စိမ်းနဲ့ပတ်သက်တဲ့အရာတွေသူတို့ထောက်ပြန်တယ်။အဲ့ဒီကနေတဆင့်သူက SSAP ဆိုပြီးတော့ Statement of Statement Counting Practice ဆိုပြီးတော့အဲ့မှာစိမ်းတွေစိမ်းဆွဲတဲ့အခါမှာလိုက်နာရမယ့်အချက်တွေပေါ့နော်။ဥပမာ SSAP 9မှာဆိုရင်သူက Stop တွေကိုကုန်းနဲ့ချန်လေးကိုပဲလို့တံပိုးဖြဲရမယ်ဘယ်လိုဆွဲရမယ်ပါတယ်ဆိုပြီးတော့ SSAP 1 SSAP 2ဆိုပြီးတော့သူတို့တစ်ချက်ချင်းစီမှာလက်တွေ့ စင်းဆွဲခါမှာလောက်ဆောင်ရမယ်လိုက်နိုင်ရမယ်ရတယ်သူတို့ပြတ်ထမ်းပေးထားတယ်တကဘာလုံးနဲ့ဆိုင်တဲ့အရာကကြတော့ IFAC လို့ခေါ်တဲ့ International Federation Accountant ဆိုပြီးတော့သူက1989မှာဂျာမနီမှာကျင်းပတဲ့စက်တကြိမ်မြောက်ကမ္ဘာလုံးဆိုင်ရာစီးရင်ကိုင်ရည်လာခံမှာ IFAC ကိုနိုင်ငံပေါင်း57နိုင်ငံနဲ့ဖွဲ့စည်းပြီးတော့အဖွဲ့ဝင်ပေါင်း63နဲ့ဖွဲ့စည်းတယ် အခုချိန်မှာတော့135နိုင်ငံကနေအဖွဲ့ဝင်ပေါင်း185ဖြစ်ပြီပါဝင်နေ။အဲ့ဒီအဖွဲ့ဝင်တွေကနိုင်ငံအဆင့်ရှိတဲ့သူစည်ရင်းနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေကအဲ့မှာလာပြီးတော့အဖွဲ့ဝင်နဲ့ member ဝင်တာပေါ့။ပြီးရင်တဦးတယောက်ချင်းစီအနေနဲ့ကျွမ်းကျင်တဲ့ professional accountant တွေကကြတော့330လောက်လူကြီးဒီတော့ဆက်လို့အိမ်မှာ member ဝင်ထားတယ်ကိုစာပြုတ်ထားတယ်ပေါ့နော်သူတို့ကဒီတက္ကသိုလ်နဲ့ဆိုင်တဲ့စာရင်းတွေကိုလိုအပ်တဲ့စီမင်းစီကံတွေ သူအမြဲတမ်းလောတလို့ update လုပ်ပြီးတော့အမြဲတမ်းပြုပြင်ပြောင်းလဲမှုတွေသူအမြဲတမ်းလှုပ်ဆောင်ပေးတဲ့ဖွဲ့ဖြစ်တယ်။အခုချိန်မှာကျတော့အဲ့ဒီ IFAC ကအမေရိကရဲ့ညူယောက်မြို့မှာရုံချော်ကတည်ရှိတာဖြစ်တယ်။ပြီးအမေရိကမှာကျတော့သူတို့ဟာဒီ Siemens စင်ရင်နဲ့ပတ်သက်တဲ့ Siemens စီကံတွေဘယ်အရာကိုဘယ်လိုလုပ်ရမလဲ၊စင်စရာကိုဘယ်လိုဆွဲမလဲ၊ကုန်လည်ကြံတွက်ရင်ဘယ်လိုတွက်မလဲဆိုတဲ့ဟာကိုသူက GAAP ဆိုပြီးတော့ generally accepted accounting practice ဆိုပြီးတော့အဲ့ဒီမှာသူတို့ပြတ်ထန်ထားတယ် DGAAP 1မှာဘာတွေဘာတွေကိုဘယ်လိုစဉ်းတွင်းရမလဲ GAAP 2ဆိုတော့ England UK မှာ SSAP ဆိုတဲ့ပုံစံတိုင်းပါနော်အကြောင်းသူက DGAAP တော့ UK ရဲ့ SSAP ကကြတော့စရင်ဆွဲတဲ့အခါမှာလိုက်လာရမယ်ဒါစီမစီကနာမည်ခုနပြော IFRS တော့ IFAC တော့ကကြတော့အဖွဲ့အစည်း ဒီစရင်တွေကိုသူက control လုပ်ထားတဲ့အဖွဲ့အစည်းပေါ့နော်။အဲအဲ့လိုမျိုးဖြစ်တယ်။အဲ့ဒီ GAAP ကို1990မှာအမေရိကန်မှာစတင်ပြီးတော့ဖွဲ့စည်းတယ်။ဒီ US ရဲ့နိုင်ငံအတွင်းမှာအသုံးပြုရမယ့်စရင်ရေးဆွဲရမယ့်စရင်တွေကိုသူကဘယ်လိုပုံစံနဲ့ပေးမရကိုဘယ်ကြောင်းရကိုဘယ်လိုပုံစံနဲ့စဉ်တွင်းမယ်ဘယ်လိုတတ်မှတ်ပေးရမလဲဆိုတော့ပြန်ဟန်ပေးရအဲ့တော့သူတို့ကနေ ဘာဘယ်အရာကိုကြည့်ပြီးတော့တို့ပြန်ပြီးတော့အဲ့ဒီ sinistical တတ်မှတ်ပေးလဲဆိုခုနပြောတဲ့ IFAC တို့ International Accounting Standard Board တွေရှိတယ်ကျွန်တော်ဒီ LCCI မှာဆိုရင် IAS International Accounting Standard ဆိုပြီးအရာတွေရှိတယ်ဘာဆိုခုနပြောတဲ့ UK နဲ့ US ဖြစ်တဲ့အခါမှာတို့ကတို့ရဲ့အတော်အနှုံတို့ရဲ့ sinistical နဲ့တွားတယ် ဒါပေမဲ့ US နဲ့ US ရဲ့အတုံးလုံးနဲ့ပြည့်ရဲ့စီမင်းစီကနဲ့တွားတဲ့အခါမှာဒီတကဘာလုံးဆိုင်ရာမှာသူတို့စီးရင်တွေကိုပေါင်းမယ်ဆိုပေါင်းဖို့မလွယ်ဥပမာအာ UN မှာပေါ့ UN ရုံးမှာတကဘာလုံးရဲ့စင်းတွေကိုအဲ့လိုမျိုးပေါင်းမယ်ဆိုရင်အတုံးအနှုံးတွေစကလုံးပုံစံတွေစင်းဆွဲတဲ့ပုံစံမတူတဲ့ဟာကိုသူကပေါင်းတဲ့အခါမှာခက်ခဲဖြစ်တယ်အဲ့ဒါကြောင့်တကဘာလုံးကနေကျင့်သုံးနေအောင်ဆိုတော့သူက international accounting standards ဆိုတော့ပေါ်လာတယ်။အရင်တော့က2014 15ထီလောက်ဆိုရင် မြန်မာပြည်မှာဆိုရင်တင်တဲ့ LCCN အကုန်လုံးက UK standard နဲ့ပါတယ် UK standard နဲ့ဖြစ်တဲ့အခါမှာဆိုတော့ stock လို့ခေါ်တဲ့ currency ကို sterling pound pound sign နဲ့ဖြေရတယ်သုံးရတယ်အတိုင်းမဲ့အခေါ်ဝရရစာစင်းဆွဲတဲ့ပုံစံတွေအကုန်လုံးကဒီ UK ရဲ့ပုံစံတိုင်းလေ့လာပြီးတော့လုပ်ရတယ်ဒါပေမဲ့ကဘာတိုးတက်လာတဲ့အခါမှာ ဒီ2014-15နောက်ပိုင်းမှာဒီအဆင်ပြေတဲ့ level 2 level 3တွေမှာဆိုရင်တက္ကပါလုံးကိုပဲနိုင်ငံရောက်ရောက်ဒီစင်းပြီးရောက်တိုက်တခါတဲ့အသုံးချနိုင်အောင်ဆိုပြီးတော့ဒီ UK နေလဲတူ IAS ဆိုပြီးတော့ fashion ထုတ်ပေးတယ်အခါမှာအခေါ်ဝရီယားစာစင်းဆိုတဲ့ပုံစံတွေဆက်ပြောင်းလဲလာဥပမာအရင်တော့က stock လို့ခေါ်ရတာပို့ inventory ပြန်တက်တာလို့မတုံးတော့ပဲနဲ့ account receivable creditor တွေမတုံးတော့ဘဲနဲ့ account payable ဆိုပြီးတော့အဲ့လိုမျိုးတုံးတဲ့အခါမှာဒါတစ်ကမ္ဘာလုံးမှာတုံးတဲ့ပုံစံမဲ့တစ်ကမ္ဘာလုံးဆိုပေမဲ့ US ရဲ့ဟာညားတယ်ပေါ့နော် US ရဲ့ပုံစံမျိုးဖြစ်သွားတယ်အဲ့ဒါကြောင့်ဆရာတော်ကကြတော့ဒီ Tenhasa NCCN ကကြ UK ဖြစ်တဲ့အခါမှာအဲ့ဒီ UK ကဟာတွေလည်းနားလည်မယ် International Accounting Standard လည်းနားလည်ဖို့ဆိုပြီးတော့ဆရာတော်ဆို level 1မှာ UK နဲ့ တွားပေးတယ် level 1ကို UK standard နဲ့တွားပေးတယ်ပြီး level 2မှာ IAS ကိုပြောင်းပြီးတော့2နဲ့အထက် level 3တွေမှာ0က international accounting standard နဲ့တွားပေးတယ်အဲ့လိုမျိုးတင်ပေးတဲ့အခါမှာတို့ကဒီ UK ရဲ့ဟာလည်းရတယ် international လည်းရတယ်ဘာဖြစ်လို့လဲဆိုတော့တချို့နေရာဥပမာမြန်မာပြည်မှာဆိုရင်အခေါ်ဝေါ်တယ်အင်္ဂလိပ်လို inventory လို့သုံးတာထက် stock လို့သုံးတာများတယ်အဲ့ခါမှာကိုကဒီအခြေခံကနေ IAS နဲ့တွားလိုက်ရင် အဲ့ဒီ stock တို့ debt တို့ credit တို့ဆိုတာအသုံးအနှုန်းတွေမတင်လိုက်ရင်အဲ့ဒီစည်းင်းကိန်းဓမ္မကျောက်တို့ကျောင်းသားတွေကအပြင်မှာကြားတဲ့အရာကဘာလဲဆိုတာဖြစ်နေမှာเนาะအဲ့ဒါကြောင့်ကျွန်တော် level 1ကိုယူခဲ့မယ်ကျွန်မဟာကို IS နဲ့တွားပေးတယ်မြန်မာပြည်မှာစင်းလေးကိုဘယ်သူထိန်းချုပ်လဲဆိုတော့ကျတော့ဆရာလဲအသေးစိတ်တော့မသိဘူးပေါ့နော် CPA ကြောင်းဆရာလဲမတက်လိုက်ရတော့အသေးစိတ်တိတိကျကျမသိဘူးဒါပေမဲ့ဆရာထင်တာကတော့ဆရာကြားဘူးနားဝရှိတာက မြန်မာပြည်မှာအစိုးရစစ်ချုပ်ရုံပြည်စရင်နဲ့ပတ်သက်တဲ့ CPA ပေါ့နော် CPA အကြောင်းတွေရှိတယ်အဲ့ဒါတွေကဆရာတိတလောက်ဆိုတော့ဒီချာအဖွဲ့အစည်းတခုနော်အစိုးရရဲ့လက်အောက်မှာအစိုးရကတိုက်ရိုက်ဟို control အလိုမျိုးမရှိဘူးဥပမာ UMFCCI ဆိုရင်လေသူကတိချာဖွဲ့စည်းပေါ့နော် NGO လိုမျိုးတိချာဖွဲ့စည်းတခုဖြစ်တယ်ဒါပေမဲ့အစိုးရနဲ့တော့ချိန်ဆမှုရှိတယ်ဒါပေမဲ့အစိုးရရဲ့လက်အောက်မှာအပြည့်အဝမရှိဘူး အဲ့လိုမျိုးပုံစံတွေဘာအဲ့လိုမျိုးဖြစ်မှပဲသူကသူတို့ကလွတ်လွတ်လပ်လပ်နဲ့တွားလို့ရမှာဒါမှမဟုတ်တဦးတယောက်ရဲ့ control တဦးတယောက်ရဲ့ခြေရပုံစံတိုင်းမထုတ်တော့ပဲနဲ့အားလုံးအတွက်နော်အဆင်ပြေမဲ့အရာကိုသူကလုံဆောင်နေမှာပေါ့အဲ့ဒါကြောင့်ဒီမြန်မာပြည်ရဲ့စင်းနဲ့ပတ်သက်တဲ့ဟာတွေလည်းခုနပြောတဲ့စင်းစစ်ချုပ်ရုံးတွေရနေတော့လကောက် CPA ကျောင်းနေတော့လကောက်အဲ့ဒီကအာပါမောက်ခတွေဆရာကြီးတွေကနေတို့တတ်မှတ်မယ်တော့ထင်တယ်ဒါပေမဲ့ အအရင်ကတည်းကအင်္ဂလိပ်တွေအုပ်ချုပ်တဲ့အချိန်ကတည်းကသူတို့သတ်မှတ်ပေးထားတဲ့အရာတွေကိုပဲအာဒီခက်နဲ့အညီပေါ့နော်လိုအပ်တဲ့အဟာတွေထပ်ဖြည့်တာတွေမလိုတော့တဲ့ဟာတွေပြန်ပယ်အဲ့လိုမျိုးတွေတော့ပဲလုပ်ရမယ်ထင်တယ်ပေါ့နော်အဲ့လိုကြီးတိတ်အာခက်ခက်ခဲခဲတော့မရှိတော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ UK US တွေမှာလည်းသူတို့လုတ်ပေးထားတဲ့ standard တွေရှိတဲ့အခါမှာကြည်လိုက်ရုံပဲပေါ့နော်အဲ့ဒါကြီးကျင့်သုံးပြီးတော့ပဲလုတ်ဆောင် မယ်လို့ဒါဆရာထင်တာတော့အဲ့လိုမျိုးထင်တယ်ဒါကတော့နိုင်ငံအလိုက်ကပါလိုက်ဒီစီးရင်တွေကိုဘသူတွေကစီးမင်းစီးကနေထိန်းချုပ်ထားလဲဆိုတဲ့အရာလေးဖြစ်တယ်နိုင်မဲ့မြန်မာပြည်မှာကြတော့ဥမာဖိအချာချောင်းတွေရှိနေအဖွဲစီလူမှုရေးဒါရင်းနာရေးအဖွဲစီတွေရှိမယ်ပြီးတော့ဆိုင်တက်တွေရှိမယ်အဲ့ဒီဟာတွေမှာကြတော့ကိုအစင်ပြီးတော့ကိုနားလေတလို့တုံးကြတာများတယ်ပေါ့နော်တကယ်လုပ်ငန်းကြီးကြီးတွေရပဲတကယ်စည်ရင်းကြိုင်တွေကိုငားပြီးတော့ မြန်မာနိုင်ငံမှာပြတ်ထန်းထားတဲ့စီးရင်နဲ့ပတ်သက်တဲ့စီမင်းစီကကိုအပြည့်အဝလိုက်လာတာတော့ကုမ္ပဏီလိုမျိုးတွေတော့တကယ်ကုမ္ပဏီကြီးကြီးတွေလောက်ပါပဲသူတို့ကလုံနိုင်တယ်ဂျန်နက်သေးတွေတပိုင်တနိုင်တွေ NGO အာတိုင်းနိုင်ရဲ့ဖွဲ့စည်းလိုမျိုးတွေကကြတော့ကိုအဆင်ပြေတယ်လို့ပဲစီးရင်တွေကိုကိုယ်နဲ့ကိုလောက်တာများသေးတယ်ဘောနော်မနောက်ပိုင်းကြိုက်နေမှာပြီးပိုးတက်လာရင်တော့ဒါနိုင်ငံတော်နေပြတ်ထန်းထားတဲ့အတိုင်းမဖြစ်မနေလောက်ရတော့မှာ โอเคကျေးဇူးများတင်တဲ့အမေ့ချင်တာတွေပါတယ်ရှိမယ်အာတိချင်တာတွေရှိမယ်ဆွေးနွေးချင်တာရှိလဲကွန်မန့်နေမှာပြီးတော့ဆွေးနွေးလို့ရပါတယ်